မစ်ဂရမ်မြမမှာပွဲထွက်လာတဲ့နင်းနေလင်းကိုအရှက်မရှိတဲ့သူလို့ပြောလိုက်တဲ့ထွန်းအလွင်အလုံးမဲမင်္ဂလာပါဗမစ်နောင်ကနေကျဆွလိုက်ပါတယ် မရန်ဆိုင်တော်ကထွန်းလွင်ပြီးတဲ့နောက်မှာ Miss Grand မြန်မာရဲ့ National Director တယောက်ဖြစ်လာခဲ့တဲ့သူပေါ့ Miss Grand မြန်မာရဲ့ National Director ရာလို့ကိုသူ့လက်မခံရင်လည်းအခြားသူကပဲယူသွားမှာဖြစ်လို့သူပဲလက်ခံလိုက်တာဖြစ်ပြီးဒီနေရာအတွက်အလှမဲ့နေနေလေးရင်ကချိတ်ဆက်ပေးတာဖြစ်ပါတယ်မကြာခင်မှာ Miss Grand မြန်မာပြိုင်ပွဲကိုစတင်တော့မှာဖြစ်တဲ့အတွက်မရန်ဆိုင်တော်ကနေနေလေးရင်ကိုပွဲထုတ်ပြီးကျင်းညာလာခဲ့တာပေါ့နေနေလေးရင်က First Runner ဆုရှင်ဖြစ်တယ်လို့နဝင်းနဲ့လည်းလက်ရှိမှာလက်တွဲပြီးတော့လုံးလုံးနေသူတယောက်ဖြစ်ပါတယ် လွန်ခဲ့တဲ့နှစ်ကသက်ဆုညံရောင်စကရနပ်စုကြီးကိုရလာခဲ့ပေမဲ့တရဖို့ကိုပြန်လိုက်တာကြောင့်နင်းနီလေးနေပဲချင်းညာခဲ့တာပေါ့ ဒါပေမဲ့လည်းထူအန်ရင်ကဒီကိစ္စကိုမကျင်းနဲ့ဖဲအရှက်မရှိအတယောက်ကကိုမင်းတို့မွေးထုတ်ပြီးရွေးချယ်ခဲ့တဲ့သူလောင်းခပ်ရှင်ကိုကအောက်တန်းစားရီဆိုပြီးတော့နင်းနေလေးကိုအရှက်မရှိသူဖြစ်ပြောလိုက်ပါတယ်ဒါရီမကတဲ့ပဲ Miss Grand မြန်မာကတင်ထားတဲ့စောက်ကိုလည်းထူးအွင်ကအောက်တန်းစားလို့ထင်နေတာကြောင့်ခန်းစားချက်တွေမထိနိုင်ပဲပောက်ခွဲသွားခဲ့တာပေါ့နင်းနေလေးရင်ကြောင်ညာတဲ့ဗီဒီယိုထက်မှာထူးအွင်နဲ့အတူစ조사ခဲ့တဲ့အမှတ်တရတွေလည်းပါဝင်ပါတယ် ဒါပေမဲ့မရန်ဆိုင်တော်ကတော့သူကိုယ်တိုင်မွေးထုတ်ထားတဲ့အလှမယ်လို့ဖော်ပြမထားခဲ့ပါဘူး။မဖော်ပြထားခဲ့ပေမဲ့လည်းထွန်းလွင်ကခန်းစားချက်တွေအရင်ပြင်းထန်နေတာဖြစ်လို့ဒီနေ့လည်းကိုရောမရန်ဆိုင်တော်ကိုပါ post တင်ပြီးတော့ပောက်ကွဲလာခဲ့တာပါ။ လွန်ခဲ့တဲ့နှစ်ကနေစတင်ပြီး Miss Grand ပွဲကိုမြန်မာပြည်သက်တွေကအမပေးချင်လောက်အောင်ကိုစိတ်ပြတ်သွားခဲ့ကြပါတယ်။နဝဟာမြန်မာနိုင်ငံကပေးတဲ့ vote တွေကိုယူပြီးမြန်မာအလှမယ်နဲ့ National Director ကိုအရှိန်ရအောင်ပြောဆိုခဲ့သူဖြစ်တာကြောင့်မြန်မာပြည်သက်တွေကစိတ်နာသွားခဲ့ကြတာဖြစ်ပါတယ်။နီနီလေးနဲ့မရွန်ဆိုင်တော်ကမြမာရီကိုနှိမ့်ချတဲ့နဝနဲ့မှပေါင်းနေဆိုပြီးမြမာပရိသတ်တွေကမကျေနပ်ကြပါဘူးတဖက်မှာလည်းထူးအန်လွင်ကိုမရင်ချတဲ့သူစိတ်ခံစားချက်ကိုမထိန်ချုံနိုင်တဲ့သူဖြစ်ဝေဖန်နေကြပါတယ် ထူအန်တွင်က Miss Grand International ကနေနှောက်ထွက်ပြီးဒီပြိုင်ပွဲနဲ့မသက်ဆိုင်တော့ပေမဲ့လည်းသူလုပ်ခဲ့တဲ့ပွဲတွေဖြစ်လို့တန်ရုံးစင်တွေမကုံသေးပါဘူး။နင်းနေလေးရင်ကိုထူအန်တွင်ကဖနက်ကန်ရက်ခတ်ပေးတဲ့အထိပတ်မိုးပေးခဲ့ပေမဲ့အခုတော့နင်းနေလေးရင်က Miss Grand အတွက်လှုပ်လှုပ်ပေးနေပါတယ်။ ထွန်းလွင်ကနင်းနေလိန်ကိုအချင်းစီကနေထုတ်လိုက်ပြီးဓပုံနေလဲဖြုတ်ချခဲ့တဲ့သူပေါင်းနင်းနေလိန်ဘက်ကနေကြည့်ရင်လဲသူကနဝတ်နဲ့စာချုပ်ချုပ်ထားသေးတာဖြစ်လို့ Miss Grand မြမအတွက်လောလောပင်နေသူဖြစ်ပါတယ်ဒါပေမဲ့ထွန်းလွင်ရဲ့စိတ်ထဲမှာတော့နင်းနေလိန်ကိုဂျေဆုမသိတတဲ့သူအရှက်မရှိသူဖြစ်မြင်နေကြကောင်မရန်ဆိုင်တော်ကိုလည်းသူများဖောက်ပြီးသားလမ်းကိုအသိဝင်ယူတတ်တဲ့သူဖြစ်ပြောဆိုလိုက်ပါတယ်မရန်ဆိုင်တော်ကတော့ထွန်းအလွင်ရဲ့ပြောဆိုမှုတွေကိုမတုံ့ပြန်ထပ်ပါဘူးထွန်းအလွင်ကခုလိုပောက်ခွဲလိုက်ပြီးမှာ သူကဝေဖန်သူတွေများလာပြီး Miss Grand မြမကိုစိတ်ဝင်စားသူတွေပုံများလာပါတော့တယ်။ Maran ဆိုင်တော်ကထွန်းလွင်လို့အောင်မြင်တဲ့အနှမယ်တွေကိုမွေးထုတ်သွားနိုင်မလားဆိုတော့ကိုတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ မရန်ဆောင်တော်ကသူ့ဘွဲကိုအားပေးချမဲ့ပရိသတ်တွေကအစင်တန်းရှိသူတွေဖြစ်တယ်လို့ပြောထားပြီးလွန်ခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့ပုံစံတိုင်းမဖြစ်ရလျောင်းမရန်ဆိုင်တော်ကစ조사တော်မှဖြစ်ပါတယ်။ဒီနေရာကိုလက်ခံရင်ဝေဖန်ခံရမယ်ဆိုတာကိုကြိုတင်သိရှိပြီးသားဖြစ်တဲ့အတွက်သူ့အတွက်အစဉ်ပြေနေပြီးသားဖြစ်တယ်လို့ Miss Grand မြန်မာဘွဲကိုမရန်ဆိုင်တော်ကဖောင်ဒေးရှင်းတစ်ခုနဲ့တွဲဖက်ပြီးလှူဆောင်တော်မှာပါ။ ပရိသတ်ကြီးရောမရန်ဆိုင်တော်ဘက်ကနေအဖေးမလားဒါမှမဟုတ်ထွန်းလွင်ဘက်ကနေအဖေးမလားဆိုတာဖျက်ဖျက်ခဲ့ပောင်းရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ